လူရောပေါက်နေတဲ့ငလင်းဘေးတင်ဒေသတွေစီထိကိုရိုင်းပါဝင်လူတန်းပေးခဲ့တဲ့စိန်ဂရီမိသားစုပြည်သက်ကြီးစိန်ဂရီလက်ကစိန်ဆိုင်မိသားစုကတော့ငလင်းဘေးတင်ပြည်သူများစီကိုအရောက်လာပါပြီနော်မြန်မာငလင်းဘေးမှာလူချမ်းသာတွေကပရိုက်တာသမားတွေကအနုပညာရှင်တွေပါထိုင်ကြည့်နေလို့မရတော့အောင်ဖြစ်ခဲ့ရပါ ငယ်လေးတောင်လှုပ်ခတ်မှုကျန်းဆုံးဖြစ်ပြီးတော့အိုးမဲအိမ်မဲနဲ့အချို့ဆိုရင်တော့ရွာလုံးကျွတ်နေစရာမဲ့သွားခဲ့တာလည်းဖြစ်ပါရည်ပြည်သူတွေအခက်ခဲကိုသိပြီးတော့ပြည်သူတွေနဲ့တူရက်တီပေးနေတဲ့စိန်ကီရီလက်ကရှင်ရွှေရနာဆိုင်ကြီးရဲ့လူကတော့အမေစုံလင်းလာပါရည်ကိုချင်းစာတရားပြေးနေလူသူရောက်ပေါနေပြီးလူတန်းမှုတွေမရှောင်နိုင်တဲ့ဒေသတွေအထိပါသွားရောက်ကူညီကယ်ဆယ်ပေးခဲ့တာပါဒီတော့စိန်ကီရီမီသားစုရဲ့လူနဲ့စိတ်ချမ်းမြေ့စရာပုံရိပ်လေးတွေကိုမျှဝေပေးမှာဖြစ်ပါရည်စိန်ကီရီမီသားစုဟာဥစွာပထမဖျားတရားကိုအာရုံပြုပြီး မန္တလေးမြို့ရဲ့ထင်ရတကိုကြီးဖျားဖြစ်တဲ့မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ဖျားကြီးမှာတောင်းရလူတန်းသားဖြစ်ပါရင်ဖျားကြီးမှာဆိုရင်ဇောင်းတန်းတွေပြိုဝင်းမုံဦးနဲ့ចောင်းဆောင်တွေလည်းပြိုကြကရှင်အောင်ဝင်တဲ့တချို့လည်းပျက်စီးဆုံးရှုံးကြရတာဖြစ်ပါရင်နောက်တဲ့ပျော်ဝဲမြို့မှာရှိတဲ့နှစ်ပေါင်း80တက်တန်းရှိတဲ့ပျော်ဝဲဈာမေးပလီကိုတောင်းရလူတန်းမှုတွေပြုခဲ့ပါရင်စင်ဂရီမီသားစွာဘာသာလူမျိုးမခွဲကြဘဲနဲ့ခက်ခဲတဲ့သူတွေကိုသုတမ်းပေးကြတာမလို့လူသားဆန်သာတာတို့ခေါ်ဆိုလိုက်ပါရီ ငလီကျောပေါ်က မြို့တွေဟာထိနာခဲ့ပြီးတော့သခိုင်းမလေးမြေသားအင်ဝါကြောက်စေဝန်တွင်ကုမင်းမိထီလာမပါပြင်မနာစားတဲ့မြို့တွေဟာငလီတန်ကိုပို့ပြီးတော့ခန်းစားခဲ့ရပြီးလူအပြောင်းအပြည့်အများဆုံးဒေသတွေလည်းဖြစ်ပါသည်ဒီဒေသတွေမှာအိုမဲအိမ်မဲပြည်သူတွေနဲ့အတန်ဆုံးပါသွားကြတဲ့အင်သူအင်သားတွေအများကြီးရဲ့ပူဆွေးမှုကိုစားနာပြီးတော့လူတန်းပေးတာကြောင့်နက်လူသားတို့ခေါ်ဆိုလိုက်ပါသည်စေင်ကီမီတာစုဟာမိုးရွာနေဘူးမရှောင်းကိုရင်တော်ရလူတန်းပေးခဲ့ပြီးတော့မန်လေးမြို့ရဲ့လူအပြောင်းအပြည့်အများဆုံး ဘုံအိုပလီကိုလည်းတွားရောက်လူဒန်းပေးခဲ့ပါရယ် ဗလီဘောပကတွေနဲ့လူကြီးတွေကလည်းဗလီကိုလာရောက်လူတန်းပေးတဲ့အတွက်ကျေးဇူးတင်ကြားပြောကြားပေးခဲ့ပြီးဗလီတွေလူတန်းပေးရင်လက်ခံပေးပါရင်အခြားလူစီရဲနဲ့အိမ်အောင်စုတွေအတွက်ကသက်ဆိုင်ရာနဲ့ပြောပြီးတော့လှူလို့ရတယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်ဒီလိုချက်တွေကြောင့်လည်းစီရင်ကီမီတာစုဟာလူမျိုးမခွဲခြားဘဲနဲ့ကြောသားရင်သားမခွဲတာကြောင့်သက်ဆိုင်ရာဖျားသခင်တွေကလည်းကောင်းကြည့်ပေးကြမှာပါနော်စီရင်ကီကမမနီနီလေးတကယ်လိုအပ်တဲ့ဒေသတွေကိုနောက်ထပ်လူရှင်တွေလာကိုရင်လူဝတ်တာတွေလူတန်းပေးရအောင်လို့တကယ်လိုအပ်တဲ့ပစ္စည်းတွေတောင်လူတန်းဖို့ပြောပြခဲ့တာလည်းဖြစ်ပါတယ်တကယ် လိုအပ်နေတဲ့ရွာတွေတွင်မိုးကနေရွက်ပြင့်တဲ့ရေတံပိုးငါးတစ်တာနဲ့အခြားသောပစ္စည်းတွေကိုစင်ကီရီကဝန်ထမ်းတွေနဲ့တူကိုရိုင်းသွားရောက်ခဲ့တာဖြစ်ပါသည်။ဒါကြောင့်လေသူမတို့အလှူဟာပကာသနမပါပဲထိရောက်မှုရှိပါသည်။နိုင်ငံအားဒုနီယာမှာ ကိုသာသူဖြစ်ခဲ့ရင်သူမိသားစုနေရာမှာကိုမိသားစုဖြစ်ခဲ့ရင်ဆိုတဲ့စိတ်နဲ့ကိုချင်းစာမိပေးဒီတိုင်းမနေနိုင်တဲ့အတွက်ကြောင့်အားလုံးနဲ့တိုင်ပင်ပြီးတော့ခက်ခဲတဲ့နေရာဒေသတွေကိုအရင်လူတန်းမှုဖြစ်လာခဲ့တာပါငနေဘေးတဲ့ဒေသတွေကိုစနေဘင်းကားတွေနဲ့တင်က14ဘေးကားကြီးတွေနဲ့လူဝဲပစ္စည်းပြည့်ကူညီခဲ့တာပါလူအရောက်ငွေပါပါစိုက်ထုတ်လူတန်းခဲ့တာဖြစ်ပြီးဘာမှပြန်မျိုးခြင်းနဲ့စေတနာသက်သက်လေးနဲ့အလူပေးခဲ့တာဖြစ်ပါတယ်။ဒီတော့ပရိသတ်ကြီးမုံမြလာတဲ့အလူပြုမှုပေါ်မှာထီရောက်တဲ့အလူလေးဖြစ်တဲ့ တကယ်ကြိုးလေးရှိတဲ့အတွက်ဆယ်ဂီမီတာစုအစားဝမ်းတာပီတီဖြစ်မိပါရင်ဆယ်ဂီမီတာစုနဲ့ဝန်ထမ်းတွေပေါ်မှာလည်းမှတ်ချက်လေးတွေပေးခဲ့ပေးပါဦးရှင်